Hello အားလုံးပဲမိနာပါရှင် Creator Technology ကွန်ပျူတာ Online Training Center နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့နွေရာသီအကြောင်းပိတ်ရက်ကိုရောက်ရှိလာပြီဖြစ်တဲ့တတမီမီလေးတို့အတွက် Microsoft မှာလူပုံစံပကြီဆွဲတဲ့နေလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါရှင် နောက်ပြီးအရင်ဆုံးဒီနေရာမှာလူပုံစံလေးဆွဲဖို့ရအတွက် insert ထဲမှာ shape ကိုယူမယ် insert ထဲက shape ထဲမှာ y နေပုံလေးယူဖို့ရအတွက်ဒီနေရာမှာ cycle လေးတစ်ခုယူလိုက်မယ်။သူကကြတော့ one one လေးမဆွဲဘူး။နည်းနည်းလေးရှိရှိလေးဆွဲပေးမယ်။ပြီးွားရင်အသားရောင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ shape face ထဲမှာအသားရောင်လေးတစ်ခုယူခဲ့လိုက်မယ်။ပြီးွားရင်ဒီနေရာမှာ weight ကအရန်ထူနေတဲ့အတွက်ကြောင့်မလို့ weight ကို ဖြည်းဖြည်းလေးပါခဲ့မယ်။လိုမျိုးလေး ပြီးွားရီဆိုရင်ဒီနေရာမှာသွားပြီးတော့မျက်ခုံးလေးဆွဲမယ်မျက်ခုံးလေးဆွဲကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ရှာမယ်ဒီမှာရှာလဲရတယ်အင်းဆက်ထဲမှာသွားပြီးတော့ရှိတ်ထဲမှာရှာကြည့်လေးရတယ်ရှာခဲလိုက်မယ်ဒီနေရာမှာ equation နဲ့မှာအနှုတ်လေးကိုယူလိုက်မယ်ဒါမျက်ခုံးလေးဆွဲဖို့ပေါ့ပြီးရင်ဒီနေရာမှာသွားပြီးတော့ကောင်းလေးကိုယူလိုက်မယ်လိုသလောက်လေးဆွဲမယ်ပြီးွားရင်သူ့ကိုလိုချင်တဲ့အနေထားမှာ ထားခဲ့မယ်လိုမျိုးလေး အဲ့ဒါလေးပြီးွားပြီဆိုရင်ဒီနေရာမှာသွားပြီးတော့ထပ်လာမယ်ဒီကောင်လေးကိုနောက်ထပ်တစ်ဖက်ထပ်ပြီးတော့ဆွဲမှာဖြစ်လို့ copy လေးပွားမယ် control လေးကိုဖိပြီးတော့ဒါလေးတွေကအနေချင်း basic ပိုင်းလေးတွေသိထားရမယ်နော်ဒီလိုမျိုးလေးပြီးွားပြီဆိုရင်ဒီနေရာမှာသွားပြီးတော့ဒီပုံလေးကိုရွှေ့ခဲ့လိုက်မယ်ရွှေ့ခဲ့ပြီးွားရင်မျက်ခုံးလေးနှစ်ဖက်ရွားပြီရွားပြီဆိုရင်ဒီနေရာမှာမျက်လုံးလေးဆွဲမယ် insert ထဲမှာသွားပြီးတော့ shape ထဲမှာအဝိုင်းလေးထပ်ပြီးတော့ယူလိုက်မယ် ယူလိုက်ပြီးွားရင်ဒီနေရာမှာကိုလိုတလောက်လေးကိုဝိုင်းချခဲ့မယ်အနေထားထားပြီးွားရီဆိုရင်ဒီနေရာမှာမြက်သားလေးကိုဆွဲဖို့ရအတွက်ရှိတ်ဖေးမှာသွားပြီးတော့ဘာဆွဲမလဲဆိုတော့ဒီနေရာမှာအဖြူလေးထားမယ်ပြီးတော့မှ weight ကအရန်များနေနည်းနည်းလေးပြန်ပြီးတော့ short ချလိုက်မယ်လို့ပုံစံနေရှားသွားမယ်ဆိုရင်သူ့ကို copy ထပ်ပြီးတော့ပွားမယ် control ဖိပြီးတော့ copy ပွားမယ်လို့လေးရမယ်ပြီးွားရင်သူ့ရဲ့အတွင်းထဲမှာမျက်စံလေးထည့်ဖို့ရနောက်ထပ်တဝိုင်းထပ်ပြီးတော့ဆွဲမယ်ရှိတ်ထဲမှာ ီနေရာမှာသွားပြီးတော့လိုသလောက်လေးကိုဆွဲချမယ်ပြီးွားပြီဆိုရင်အဲ့ဒီဟာလေးကိုကိုယ့်ရဲ့ပေါ့နော်လိုသလိုလေးနည်းနည်းလေးကျင်းကျဲလို့ပြီးွားရင်အမဲလေးဆွဲမယ်ရှိတ်ဖေးကိုအမဲလေးထားအွန်လိုင်းကိုကြာတော့ဒီနေရာမှာ no online လေးထားခဲ့လိုက်မယ်ပြီးွားရင်ကိုယ့်ရဲ့မျက်လုံးကဘယ်လိုလေးလိုချင်လဲလိုချင်တဲ့နှာမှာထားပေါ့ဒါလေးပြီးရင် copy လေးထည့်ယူဒီနေရာမှာနောက်ထပ်တစ်လုံးပေါ့အဲဒီလိုမျိုးလေးရှိမယ်အဲ့ဒါလေးပြီးွားပြီဆိုရင် လိုတလောက်လေးမျက်လုံးကတ်ခဲ့ပေါ့နော်ဘယ်နာမှကတ်မလဲကတ်ချင်တဲ့နာလီမှာမျက်လုံးလေးကိုကတ်ခဲ့ပြီးသွားပြီဆိုရင်ဒီနေရာမှာသွားပြီးတော့ဝါလေးထည့်မယ်အင်းဆက်ထဲမှာထပ်ပြီးတော့ရှိတ်ထဲမှာနရွက်လေးထည့်ခြင်းနဲ့ဆိုရင်ဒီနေရာမှာနရွက်ပုံစံလေးဒါလေးရှိမယ်အထားလေးကိုချက်ယူယူလိုက်ပြီးတော့နည်းနည်းလေးဆွဲလိုက်မယ်ဆွဲလိုက်ပြီးသွားပြီဆိုရင်ဒီနေရာမှာသွားပြီးတော့ကတ်ခဲ့မယ်ဒါလေးကိုဖြည်းဖြည်းချင်းလှည့်မယ်လှည့်ပြီးတော့မှဒီနားမှာထားမယ်လိုမျိုးလေး နည်းလေးကြည့်ချင်းကြီးပေးပေါ့ရှော့ချင်းလိုက်နည်းနည်းလေးရှော့ခဲ့အဲ့ဒါပြီးရင်သူ့ကိုနေရွက်လေးကိုဒီနေရာမှာသွားပြီးတော့ကာလာလေးကိုအသားရောင်လေးပြန်ပြီးတော့ထားခဲ့မယ်ဝိတ်ကိုကြတော့နည်းနည်းလေးပြန်ပြီးတော့ပါခဲ့လိုက်မယ်ဒီနေရာမှာဝိတ်လေးကိုပါမယ်ဒါဆိုရင်ဒီနေရာမှာနေရွက်လေးရလာမှာကိုတွေ့ရမယ်နည်းနည်းလေးမကတ်သေးဘူးဆိုရင်ကတ်ခဲပေါ့မာနေရွက်လေးကိုကတ်ခဲပြီးဟုတ်ပြီဒါဆိုရင်ဒီလိုပုံစံလေးရမယ်ဆက်ပြီးတော့ ဝေးလေးတွေကိုနှိပ်ခဲ့မယ်ဟုတ်ပြီအဲ့ဒါပြီးသွားရင်နောက်ထပ်တစ်ပတ်ထပ်ပြီးတော့ copy ပွားမယ် control p copy လေးပွားမယ်လိုမျိုးလေးပြီးသွားရင်နံပါတ်လေးကိုဆက်ပြီးတော့လှည့်ခဲ့မယ်လိုတဲ့ဘက်ကို copy ထပ်ပြီးတော့ပွားပြီးတော့ကတ်ခဲ့မယ်ဟုတ်ပြီဒါဆိုရင်နံပါတ်လေးကျလာပြီကျလာပြီဆိုရင်ထပ်ပြီးတော့ဟိုအလေးတွေစပင်လေးတွေထည့်မယ်အဲ့တော့ insert ထဲကရှိတ်ထဲမှာတိမ်ပုံစံလေးကိုယူလိုက်မယ်ယူပြီးတော့မှကိုလိုချင်တဲ့ k လေးပေါ့ ထည့်ခဲ့မယ်။ပြီးသွားပြီဆိုရင်အရောင်ကိုဘယ်အရောင်ဘာအရောင်ထားမလဲ။ကြိုက်တဲ့အရောင်လေးထားပေါ့။အမဲလေးထားခြင်းလဲအမဲလေးထား။သူ့ကိုအွန်လိုင်းလေးကိုမလို့ခြင်းဖြုတ်ခဲ့လိုက်မယ်။ဒါဆိုရင်ဒီလိုပုံစံလေး။ရလာအောင်တွေးရမယ်။လူတို့ပူရောကိုဘသာကိုကြိုက်တယ်လို့မျိုးလေးတွေချဲ့ခဲ့ပေါ့ပုံလေးကို။အဲ့ဒါလေးဆက်ပြီးတော့ပြီးသွားပြီဆိုရင်ပါဇက်လေးဆွဲမယ်။ထပ်ပြီးတော့ယူမယ်ရှိတ်ထဲမှာ။ပါဇက်ပုံစံလေးဆွဲဖို့လိုက်ရှာပေါ့။ပဲရှိတ်လေးတွေသုံးမလဲဆိုပြီးတော့ ဒီမှာဆိုရင်ဖြစ်ဖြစ်ချင်းရှာကြည့်မယ်ဆိုရင် လာချမ်းပုံစံလေးရှိမယ်ဓမ္မလာချမ်းပုံစံလေးတွေးပြီးတွေးပြီးဆိုရင်အရာလေးကိုဆွဲချလိုက်မယ်လိုမျိုးလိုတလောက်အကွာအဝေးကိုဆွဲမယ်ဆွဲပြီးွားရင်ဒီပုံလေးကိုလှည့်ချမယ်လှည့်ချပြီးွားရင်ဆိုရင်ဒီညားထဲမှာထည့်မယ်လိုမျိုးလေးပေါ့ထည့်ခဲ့မယ်ထည့်ခဲ့ပြီးွားရင်ဇက်လေးဆိုတော့နည်းနည်းလေးကာလာလေးကိုချိန်လိုက်မယ်ပြီးွားရင်သူ့ကိုအွန်လိုင်းမလို့ချင်းဖြောက်ခဲ့မယ်လိုမျိုးလေးတွေရှိမယ် ဒါလေးကအရင်ကြီးမကတ်သေးဘူးဆိုရင်နေရွက်လေးကိုနည်းနည်းလေးကတ်ခဲလိုက်မယ်လို့ပုံစံလေးတွေအဲ့ဒါလေးပြီးရင်နှာခေါင်းလေးထပ်ပြီးဆွဲကျင်နေဆိုရင်လည်းဆွဲလို့ရတယ် insert ထဲကရှိတ်ထဲမှာမှာပေါ့နှာခေါင်းဆိုတော့လုံးလုံးလေးပေါ့မှာသူတို့နှစ်ခုရဲ့ကြားထဲမှာဖြစ်ဖြစ်ထည့်ခဲ့လိုက်လဲရတယ်ဒီနေရာမှာဆိုရင်ဆိုကျင်တဲ့ပုံစံလေးပေါ့စားရှိတဲ့ဖြစ်ဒီနေရာမှာထည့်ခဲ့မယ်ပြီးရင်သူ့ကိုကြတော့အသားရောက်လေးဒီနေရာမှာထားခဲ့မယ် အွန်လိုင်းကိုတော့ဒီနေ့မှအွန်လိုင်းလေးကိုပပလေးပြဲပြန်ပြီးတော့ချိန်ခဲ့မယ်။မာဆိုရင်ဟွန်းဟုတ်ပြီ။ဒါဆိုရင်လူပုံစံလေးတစ်ပုံကိုရောက်ရှိလာမှာပဲဖြစ်တယ်။လူမျက်နှာလေးပေါ့။ဟုတ်ပြီ။အခုပြပြထားတဲ့နီလန်လေးကိုအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။စိတ်နှစ်သက်တဲ့ဆိုရင်လိုင်းရဲ့ရှင်လေးနဲ့ပအဝင်ကူညီပေးကြဖို့မေတ္တာရက်ခံရပါရှင်။ကြည့်ရှုရပြီးသူကျောင်းဆင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါရှင်။